ဒီလိုအချက်တွေကြောင့်မေမေမို့တို့ထက်ပိုအောင်မြင်လာကထိတ်တဲမင်းသမီးဖြစ်လာတော့မယ့်မေမီကူကိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာဆယ်လီ insider page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မေမီကူကိုနဲ့မေမေမို့တို့က MRTV4 ရုပ်သံဇလန်းတွဲထွက်မင်းသမီး၂ယောက်ဖြစ်ပါတယ်မေမေမို့ကမေမီကူကိုထက်အရင်ဘွယ်ဦးထွက်ရုပ်သံဇလန်းတွေရိုက်ကူးခဲ့တာဖြစ်ပါတယ် မမီကူကူကတော့နောက်ကနေအရှိန်မမှန်နဲ့လိုက်လာခဲ့တယ်လို့နှစ်ယောက်လုံးကဇလန်တွဲလောကမှာတော်တော်လေးကိုအရှိန်အဟုန်နဲ့အောင်မြင်တယ်လို့ဆိုရမှာဖြစ်ပါရင်အခုနောက်ပိုင်းမှာဆိုရင်တော့နှစ်ယောက်လုံးကဇလန်တွဲတွေတောင်တိတ်မရိုက်တော့ပဲရုပ်ရှင်မင်းမီတွေဖြစ်လာကြတာပါရုပ်ရှင်စကားကြီးတွေအပြိုင်ဆိုင်ရိုက်ပြီးတော့အကယ်ဒမီအတွက်အသေးအတန်လုနေကြတာဖြစ်ပါရင် မင်းမြင့်မို့ကတော့အကယ်ဒမီစုလဲရရှိပြီးပြီဖြစ်သလိုရုပ်ရှင်ဇာတ်ကားကြီးတွေလည်းထဲလဲရိုက်ကူးလို့နေရဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးအရိုက်များတာကြောင့်ရုပ်ရှင်ယုံကို contract ဆွဲထားသလားလို့တောင်မှထင်ရအောင်ဝေဖန်ခံရတာဖြစ်ပါတယ်။မိမိကူကော drama ရုပ်ရှင်ဇာတ်ကားကြီးရဲ့လို့တပင်တယ်များနေစီရုပ်ရှင်ဇာတ်ကားတကားတာယုံတင်ထားရတာဖြစ်ပါတယ်။အဲ့ဒီတကားရင်းနဲ့သူမကို အကယ်ဒမီစုမှန်းကြသလိုအရေးချင်းရှိတဲ့မင်းသမီးအဖြစ်ကိုအတိအမှတ်ပြုကြတာဖြစ်ပါတယ်။မမီကိုကဟာအခုနောက်ပိုင်းမှာလဲဒရမာရုပ်ရှင်ကားကြီးတွေရိုက်ကူးထားပါသေးတယ်။သုံးကားလောက်သာရိုက်ထားတာဖြစ်ပြီးတော့ဒီနေ့အတွင်းမှာယုံတယ်မှာဖြစ်ပါတယ်။မမီကိုကဟာအကယ်ဒမီရထားတဲ့မင်းသမီးမဟုတ်သေးပေမဲ့လဲသူ့ရဲ့အဆင့်ကိုထိန်းသိမ်းလုပ်နေတာဖြစ်ပါတယ်။ဟာသားရုပ်ရှင်ဇာတ်ကားကြီးတွေကိုထဲလဲရိုက်ကူးတာမျိုးလဲလုပ်တော့မှာမဟုတ်ပါဘူး။နောက်ပိုင်းမှာဆိုရင်တော့ကာရိုက်တာပိုင်းနဲ့ပတ်သက်ပြီးတော့တေချာကိုရွေးချယ်သွားတော့မှာဖြစ်ပါ ါတယ်။ character ထပ်ပြီးတော့ပရိသတ်မြင်နေကြဇက်ကောင်မျိုးကိုငွေတစ်ခုတည်းချောင်းကြည့်ပြီးတော့ရိုက်တာမဟုတ်ဘူးဆိုပြီးတော့ဖွင့်ဟလာတာလည်းဖြစ်ပါတယ်။လုံနေကြဇက်ကောင်တွေကိုထက်ခါထက်ခါတရုတ်ဆောင်ရတာကကြည့်ရှုသူပရိသတ်တွေအတွက်လည်းညီငွေစီပါတယ်။ဒါပေမဲ့လည်းအခုနောက်ပိုင်းမှာမင်းမြင့်မို့ပါဝင်တချို့မင်းသမီးတွေကအရေးချင်းကိုချပြဖို့ထက်ငွေရတာဦးစားပေးပြီးတော့ရုပ်ရှင်ဇက်ကောင်တွေကိုတကားပြီးတကားရိုက်ကူးနေကြတာလည်းဖြစ်ပါတယ်။ ကရိုက်တာထက်တာမထက်တာကိုလည်းအာယုံမထားပဲတနစ်မှာသိန်းထောင်ကြီးငွေစုနိုင်ဖို့သာအဓိကဖြစ်နေတာပါမိမိကူကူကတော့သူမရဲ့အရေးချင်းကိုထုတ်ပြနိုင်တဲ့ကရိုက်တာမျိုးသာရိုက်တော့မှာဖြစ်ပါတယ်တကားဆိုတကားပေါက်ရောက်မဲ့ဇက်ကိုလည်းတေချာရွေးချယ်လို့နေတာဖြစ်ပါတယ်ဒါအပြင်စင်ရဲလုံးတဲ့ကရိုက်တာတွေဆိုလည်းမရှောင်မဲရိုက်ကူပါတယ်စင်ရဲတဲ့ကရိုက်တာဆိုလည်းတကယ်ပြပြအောင်အဝတ်စားအစအစုပ်ပြနေတဲ့ပုံစံမျိုးကိုရှာဖွေပြီးတော့ဝတ်ဆင်တာဖြစ်ပါတယ်မိမိကူကူကကရိုက်တာကိုယူသတာကြောင့်လည်းအ နုပညာရှင်အချင်းချင်းဆိုရင်တကယ်ကိုအောင်မြင်လာမယ့်မင်းသမီးလို့ချီးကျူးနေကြတာဖြစ်ပါတယ်။မမီကိုကိုရဲ့လက်ရှိခံယူချက်တွေနဲ့ဇက်ကန်းရွေးချယ်ပုံတွေက ထိတ်တန်းမင်းသမီးတယောက်ရဲ့ရွေးချယ်ပုံနဲ့တူနေတာပါလက်ရှိမှာထိတ်တန်းမင်းသမီးအဖြစ်ရည်တည်နေတဲ့ဖွေဖွေဝတ်မုံရွှေရီတို့ဆိုရင်တနစ်မှာဇက်ကားနှစ်ကားလောက်သာ ရိုက်တာဖြစ်ပြီးတော့ဟာတာဇက်ကားဆိုတကားဆိုတကားတေချာရည်ရတဲ့ဇက်ကားမျိုးပဲလောက်တာပါဒါကြောင့်မို့ပရိသတ်တရားလဲမိမိကိုကိုကလက်ရှိဈေးကွက်ဝင်နေတဲ့မင်းမြင့်မို့ချူလေးတို့ထက်ပိုပြီးတော့နေရာရအောင်မြင်လာလိမ့်မယ်ဆိုပြီးတော့ခံမှန်းနေကြတာဖြစ်ပါတယ်ပရိသတ်ကြီးနေနဲ့ကောမိမိကိုကိုကထိတ်တန်းမင်းသမီးနေရာကိုဆက်ခံလာမယ်လို့ထင်လား comment လေးထဲမှာပြောပြပေးပါအောင်ဆုံးထိကြည့်ရှုပေး ရဲ့အတွက်မြန်မာဆယ်လီအင်ဆိုက်တာ page ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။